မင်္ဂလာညချမ်းပါဒီကနေ့19ရက်2025နိုဝင်ဘာအရေးတကြီးဖြစ်ပေါ်နေတဲ့သတင်းတွေကတော့မိုးခုတ်မှာ PDF တွေကို TNL ကစုစည်းပြီးလက်နက်တွေဖြုတ်ချတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတယ်လို့ PDF ခေါင်းဆောင်တွေကလည်းဖန်ဆီးတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ပါတယ် အဲ့တော့ဒီနေ့တနေ့လုံးကျွန်တော် NRI PDF နဲ့ပတ်သက်တဲ့အသတင်းတွေကိုလိုက်ပြီးတော့လေ့လာအတည်ပြုကိုစူးစမ်းပါတယ်။နောက်တစ်ချက်က DNLE စုတ်ခွာမှုနဲ့ပတ်သက်ပြီးဖက်စစ်တပ်ကို အထိုင်ချဆက်ဆံရေးယုံဖွင့်ပြီးမှစုတ်ခွာရမယ်ဆိုတဲ့သဘောတူညီချက်တွေရှိတယ်ဆိုတဲ့သတင်းတွေလည်းထပ်ထွက်နေပါတယ်။ဆိုတော့မကုတ်မြို့ရဲ့အခြေအနေကတော့အင်မတန်ကို အကြီးပေါ်ဖြစ်နေပါတယ်။ဆိုတော့မကုမြို့ကို ပြန်လဲပေးအပ်မှု ကိစ္စက DNL နဲ့ကျွန်တော်တို့ PDF တွေရဲ့ဆက်ဆံရေးတစုံတရာထိခိုက်မှာကိုလည်းကျွန်တော်တို့ကစိုးရိမ်နေသလိုတစ်ဖက်မှာတရုတ်ရဲ့ဖိအားတစ်ဖက်မှာစစ်တပ်ရဲ့ဖိအားတစ်ဖက်မှာ တော်လန်လိုစိတ်နောက်တစ်ခါပြည်သူလူထုရဲ့သဘောထားစံတာ နောက်တစ်ချက်က မိုးကုတ်မြို့ကိုကာကွယ်မယ်လို့ကြွေးကြော်ပြီးအလုံငွေဒေါ်လာတောင်းနဲ့ချီပြီးတော့လက်ခံအလှူခံထားရတယ်။ဒါနဲ့ပစ္စည်းတွေဝယ်တယ်။တိုက်ကြမယ်။ပြင်ဆင်နေတယ်။ဒီအချိန်မှာ PDF တွေကိုလက်နက်ဖြုတ်သိမ်းလို့ဆိုတဲ့သတင်းတွေပေါ်မှာတော့လူများစိုးရိမ်နေတာတော့ရှိနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီသတင်းကိုကျွန်တော်အတည်ပြုဖို့စ조사ရင်းနဲ့နှိစက်ရအတည်ပြုလို့ရနိုင်တဲ့လူတယောက်ကိုဆက်သွယ်မေးမြန်းကြည့်တဲ့အခါ မဟုတ်ပါဘူးလှုပ်ရှားရှိရကိုဆက်လုံမှာဖြစ်ပါတယ်ဒါကြောင့်မို့ဘီသူလူလူကအစိုးရတော့ကဗျာပါရမများကြပဲတော်လိုင်းကြီးကိုပဲအာယုံဆိုင်ကြဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကနဦးတင်ပြလိုပါတယ်တက်ဆက်ထဲမှာဒီကနေ့ဇော်မဲလုံးကိုယ်တိုင်က Hayden Agenda US အင်္ဂလိပ်လိုပြပါရှိုးဝန်နဲ့တော့ခေါင်းစဉ်ညာရှိလိမ့်မယ်ဆိုတော့ ကြားဖြန့်ကိစ္စမှာအမေရိကန်ဝင်ရောက်ပါဝင်လာခြင်းအပေါ်မှာစိုးရိမ်တကြီးကြောက်လန့်တကြားရုပ်ပြက်ဆင်းပြက်ထွက်ပြီးရှင်းပြပါတယ်ဒီအခြေအနေတွေကိုကျွန်တော်ဟိုဘက် ALG review channel မှာပြောမယ်ကြားဖြန့်နဲ့ပတ်သက်လာရင်ကြန့်ခိုင်ရေးမလွတ်ပါဘူးတတိကူဆရာတော်မလွတ်နိုင်ပါဒါကြီးဟိုဘက် ALG review မှာတင်းတင်းချာချာကျွန်တော်တို့ဆွေးနွေးကြမယ်ဒီဘက်မှာတော့လက်ရှိဒေါ်လာရေးအခြေအနေကဘာဖြစ်နေလဲ ိုင်ငံရေးဘက်မှာတော့ NUCC ဆိုရဲမြို့သားညီညွတ်ရေးအတိုင်းမကန်ကောင်စီရဲ့ပြိုလဲမှုတွေကိုကျွန်တော်တို့တွေ့နေရပါတယ်။ KNU, KNPP တို့ NUCC ကနေပြီးတော့နှုတ်ထွက်တဲ့တည်ဟာ NUCC အတွက်ဆက်လက်ရည်တည်နိုင်ဖို့အင်မတန်ခက်ခဲတဲ့အခြေအနေမျိုးဖြစ်ပါတယ်။အဲ့ဒီ NUCC ကိုကြီးလိုက်မယ်ဆိုရင်လေအစည်းအဝေး NUCC အဖွဲ့ဝင်အစည်းအဝေးတောင်မခွန်နိုင်တာအင်မတန်ကြာမြင့်နေပြီဆိုတဲ့အခြေအနေမျိုးကိုလည်းတွေ့ရပါတယ်။အဲ့တော့တော်လန်ကြီးရဲ့နိုင်ငံရေးတိုက်ပွဲတွေကိုဆင်နွှဲနိုင်ဖို့တော့ဘာနေနေတဲ့အခြေအနေပါ။အမှန်ကဒီကာလမှာကြားဖြန့်ကြရက်နဲ့တော်လန်ကြီးအချက်တရုတ်ရဲ့အခန့်နဲ့တော်လန်ကြီးအချက်လုံနိုင်ဖို့နိုင်ငံရေးတိုက်ပွဲစီးရေးတိုက်ပွဲတပြိုင်နက်ပေါင်းဆက်နိုင်တဲ့တိုက်ပွဲမျိုးတွေကိုဆင်နွှဲရမှာဖြစ်ပါတယ်။ ဈာပြန့်အတွဲအဆက်မှာတရုတ်က policy ကရှုံးနေနေပါတယ်မယုံမရှိပါနဲ့ဈာပြန့်လုံနေတဲ့သူတွေအားလုံးဟာတရုတ်တွေကြီးပဲဖြစ်နေတာကိုကျွန်တော်တို့ငြင်းလို့မရပါဘူးဒါကိုတရုတ်ကောင်းကောင်းသိပါတယ်အဲ့ဒီတရုတ်တွေလုံတဲ့ဈာပြန့်လုံလို့ရတဲ့ပတ်စံငွေကြေးစည်းစိမ်မှုတွေဟာပေကိုသွားလဲဆိုတဲ့ကိစ္စလင်းယုံကြီး US မတိပဲနဲ့မနေပါဘူး ဒီအချိန်ဒီအောက်မှာဂျာပြန် policy ကို US diamond ထိုးဝင်လာတာဟာသူတို့ဟာ policy အตาစီးမရဘဲနဲ့ဝင်မလာပါဘူးသူတို့ကြိုင်မဲ့ policy ဟာသူတို့ပြစ်မှတ်ကိုကောင်းကောင်းဆွဲခါလို့ရမ်းနိုင်တယ်ဆိုတော့ကိုသူတို့ကြိုတင်ပြင်ဆင်သိရှိပြီးမှဝင်ချလာတာပါအဲ့တော့ဂျာပြန်အရေးခင်မှာပြစ်မှတ်အားလုံးဟာတရုတ်ဖြစ်ပါတယ်လုတ်တဲ့လူတွေအားလုံးဟာတရုတ်တွေဖြစ်ပါတယ် လက်ရှိဖန်းစီရမိပြီးတော့ကဘာကျော်ကဘာအဆင့်ရာဇဝတ်ကောင်တွေဟာတရုတ်တီကြီးပဲဖြစ်နေတာကိုတော့ငင်းလို့မရပါဘူးဒီတရုတ်တီဟာကျွန်တော်တို့မြန်မာနိုင်ငံ အပါအဝင် အိနီးချင်းနိုင်ငံတွေရဲ့အကြတိလိုက်စားမှုအကျင့်ပြတ်ချာစားမှုနည်းမြေတည်ငြိမ်မှုပြည်တွင်းဆွေဖြစ်ပွားမှုတွေကိုအခြေခံပြီးငွေကြီးပေးပြီးတော့အခွင့်အရေးယူတာ သူတို့ရာဇဝမှုလုပ်ငန်းတွေအထိုင်ချ လုပ်ကင်ခဲ့တာဖြစ်ပါတယ်။ဒါတွေလုပ်ကင်နိုင်မှုအတွက် နေပြည်တော်နေကြားဆောင်တပ်တွေနေပြည်တော်စစ်တပ်ရဲစရဖထောက်လန်းရေးတွေနေပြည်တော်သတင်းသမားတွေအဆရှိတဲ့သူတွေကိုငွေပေးစီယုံပြီးတော့လုပ်ကင်ခဲ့ရကတဆင့်နိုင်ငံတော်အဆင့်မင်းအောင်လိုင်ကတတိတုဒ္ဓမတော်ကဓမ္မရာစားလာဘွဲ့ကြီးပေးရတဲ့အဆင့်အထိကို ထိန်ချုပ်သွားနိုင်ပါတယ်။ရှီကြံ့ကျင်းလာ။ပေးတယ်ပေးလိုက်တယ်။အော်တလောကမှာထိုင်းကနေပို့လိုက်တယ်။အဲ့ဒီတရုတ်အဲ့ဒီကြားဖြန့်ခေါင်းဆောင်ပါတီရီကူဆီယာတော်ကြီးကိုလည်းတိုင်တောင်းနေချီပြီးလူလန်းပါသေးတယ်။ချန်ခန်ยีပါတီကအမတ်တွေပုံမှုတွေဟာလေကြာပြတ်တရားခဏဖြစ်ပေတံပေးခံနေရပါတယ်။ ဒါဆိုရင်ကြားဖြန့်ဟာကြံ့ခံရေးတည်ကူဆရာတော်နဲ့မာလာဖက်စစ်တက်ရဲ့ခွင့်ပြုချက်တွေကုညီမှုတွေမပါဘဲနဲ့လုံးဝလှုပ်လို့မရဘူးဆိုတော့ကိုတော့ထမင်းစားတဲ့လူတွေသိနိုင်ပါတယ်။ဟုတ်ပြီ။ဒီလိုကြားဖြန့် policy အရေးနိုင်မှုအောက်မှာ USK policy ကစားပွဲ proxy ကစားပွဲဟာကကြမ်းကြမ်းကပြင်းပြင်းဝင်လာပါတယ်။အဲ့တော့ US ကဟာ သူဖွဲ့စည်းလိုက်တဲ့ဘာမတင်ကြပြန့်နေနေအထူးတပ်ပွဲ strike strike လို့သုံးတာနော် task force မဟုတ်ဘူး strike force strike ဆိုတာကတိုက်ခိုက်မယ်ခြိတက်မယ်ခြိမိုးမယ်ဆိုရက်အတိတ်ပဲပါဆိုတော့ပို့ပြီးပြင်းပြင်းထန်ထန်မြင်မြန်ဆန်ဆန်ကန်တွယ်ခြိမိုးနိုင်ဖို့အရှိတောင်အာရှမှာကြားဖြန့်ခေါင်းစဉ်အောက်ကတရုတ်ကလွှမ်းမိုးလာမှုကိုခြေဖြတ်အန်တုဖို့ညီရှာပါဝင် geopolitics ဆိုတဲ့ပထဝီနိုင်ငံရေးအရာတုံ့ပြန်ကင်တွယ်ဖို့ဝင်ရောက်လာတာဖြစ်ပါတယ်။ရှင်းရှင်းပြောရရင်တော့အမေရိကန်ဝင်ရောက်လာတာဟာသူ့နိုင်ငံအကျိုးစီးပွားအတွက်ပါ။ဒါရှင်းပါတယ်။ဟုတ်ပြီ။သူ့နိုင်ငံအကျိုးစီးပွားအတွက်ဝင်ရောက်လာတာ ਨੇ ပတ်သက်ပြီးကျွန်တော်တို့မြန်မာနိုင်ငံသားတော်လှန်ရေးသမားတွေကမြန်မာနိုင်ငံရဲ့တော်လှန်ရေးအကျိုးစီးပွားဖြစ်ပေါ်အောင် ်အမေရိကန်နဲ့ပေါင်းဆက်ခြင်းအမေရိကန်နဲ့ policy ရေးရာဆွေးနွေးခြင်းအမေရိကန် policy ကို sharing ပြန်လဲမျှဝေခြင်းပူးပေါင်းဆောင်ရွက်နိုင်တဲ့မြတ်အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ခြင်းအပအဝင်တပတ်ကတရုတ်နဲ့မင်းအောင်လှိုင်စစ်အုပ်စုတစုလုံးရဲ့အရေးနှိမ်မှုကိုလင်မျိုးဖြတ်နှင်းပြီးခပ်ပြင်းပြင်းတုံ့ပြန်ရမယ်နိုင်ငံရေးတိုက်ပွဲတွေလုပ်တင်ပါတယ် ဘာတွေလဲဆိုတော့အသေးစိတ်စဉ်းစားတွက်ချက်ကြရမှာပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့မလုံနိုင်ပါဘူးကျွန်တော်တို့တော်လိုင်းအင်အားစုဘက်ကမလုံနိုင်ကြပါဘူးအောက်ခြေမြေပြင်တပ်သားတွေတော်လိုင်းကြီးတပ်ဖွဲ့တွေရုံးကန်တိုက်ပွဲဝင်နေလို့သာတော်လိုင်းကြီးကဒီနေ့ဒီအချိန်မှာဗဇက်ကတော်လိုင်းကြီးလို့ပြောနိုင်တာပါမြူသားညညရေးအစိုးရနဲ့ NUCC CRPH တို့ရဲ့တော်လန်ရေးလို့ပြောလို့ရတယ်လှုပ်ဆောင်နိုင်စွမ်းကိုတော့ကျွန်တော်တို့မတွေ့ရပါဘူ သို့တော့တော်လိုင်းနေမှာပါတဲ့သူအချင်းချင်းရန်သူမဟုတ်ဘူးအမင်းမတူတာတွေရှိမယ်မှားနေတာတွေလည်းရှိနေတယ်ကျွန်တော်တို့အာဒီတယောက်နဲ့တယောက်ဝေဖန်ကြမယ်ထိန်းချောင်းကြမယ်ဒီလိုသွားကြရမှာဖြစ်ပါတယ်အဲ့တော့ဒါရီယာအမုံတရားနဲ့ဖောင်းထုတ်နေတာမဟုတ်ဘူးဆိုတော့ကိုတေချာသိစေချင်ပါတယ်တော်လိုင်းနိုင်ငံကြီးဆောင်ရွက်တဲ့နေရာမှာပပိစဆိုတဲ့အမည်ရှုတော့ရှိဖို့ ပပိဆဆိုတဲ့အမြင်ရှုတော့နေကြည်ရင်တော့ तू ဟာအညူကြီး तू ဟာအစိုးရအဲ तू ဟာဘုချုပ်ကြီးဆိုတဲ့အပေါ်ရံရှုဝတ္ထုတွေအပေါ်မှာလွှမ်းမိုးပြီးတော့ကြည်မြင်တုံးတက်တဲ့အတ္တကြီးနဲ့ကြည်မယ်ဆိုရင်တော့ချက်ချင်းမုံချင်းမကင်းဘူးမုံချင်းပေါ်မှာချက်ချင်းပေါ်မှာအခြေခံမှုတွေဖြစ်ပါလိမ့်မယ်ပပိဆအကြည့်နဲ့မကြည့်ပဲအတ္တအကြည့်နဲ့မကြည့်ပဲပရအကြည့်နဲ့ 这的人民表演，平民说，只能，只能说，以前红军革命呢，多难辛苦，多么耍上院难不也，没水缸比大耍，马大古，马来路，夜夜弯弯，土边表树，夜夜一车队一走，第二天清天，俺牛筋这样的路，要送伢进真琶哩。 မင်းပြောရင်ဘာလုပ်မှာလဲလှုပ်ချင်လို့မလှုပ်ချင်ဘူးတမိုင်းမှာကျွန်တော်တို့တာဝန်ကြီးခဲ့ဖို့လိုပါတယ်ဟုတ်ပြီအဲ့တော့လက်ရှိအချိန်မှာ TNL မိုးကုတ်အခင်းချင်းကိုပြန်ဆက်ရအောင်မိုးကုတ်ကိုဖက်စစ်တပ်ကတိုက်နိုင်ဖို့အတွက်မိုးကုတ်နဲ့မိုးကုတ်မြို့ပပလေကခန့်စစ်မြို့တွေကိုအကုန်တဖြည်းဖြည်းသိမ်းပိုက်နေပါပြီခန့်စစ်เจ้าကြီးစစ်เจ้าကြီးဝင်ဖို့လေစီစဉ်လျက်ရှိနေပါတယ်မိုးကုတ်နဲ့ TNL အကွဲအပြည့်ဖြစ်ရင် စစ်တပ်ကကျွန်တော်တို့ကျွန်တော်တို့အဲ့လိုဖြစ်ခဲ့ရင်ကျွန်တော်တို့ညံ့လို့ပါပဲမိုးကုတ်မှာသာ PDF နဲ့ TNL အကွဲပြဲကြီးဖြစ်အောင်စိတ်နဲ့တော့လကောင်း စာနဲ့တော့လကောင်းလောက်ကန်ဆောင်ရွက်မှုများကို မဖြစ်စေချင်ပါဘူးမလုပ်စေချင်ပါ အတတ်နိုင်ဆုံးကျွန်တော်တို့ပုံမူခိုင်မာချစ်ကြည်ညီညွတ်တဲ့တုံးနဲ့တူနားလေတဲ့ အခင်းချင်းမျိုးကိုကျွန်တော်တို့ရောက်အောင်ဖန်တီးတင့်ပါတယ်။ဘာကြောင့်လဲဆိုတော့မုတ်ကုတ်မှာ PDNL နဲ့ PDF တာပြန်ကနေကိုရင်တော့ကျွန်တော်တို့ကစစ်တပ်အကြိုက်လုံမိသွားပါလိမ့်မယ်။လုံးဝဖြစ်ခံလို့မရပါဘူး။ဒါကြောင့်မို့ဒီကနေ့ထွက်ပေါ်နေတဲ့တည်င်းတွေကိုကြည့်မယ်ဆိုရင်စစ်တပ်ကတော့လကောင်းအချာအသီးသီးတော့ဟိုဒီကောလာဟာလာတွေတဲမှာမုတ်ကုတ်မျိုးက PDF တွေကိုစူးစီးပြီး TNN တွေကလက်နက်ဖြုတ်သိမ်းနေ PDF ခေါင်းဆောင်တွေကဝဖမ်းနေဆိုတဲ့သတင်းတွေခက်စိတ်စိတ်ထွက်လာတယ်။ဒါဟာစစ်တပ်ကတီးတန့်ဝါရဖြန့်ပြီး TNN တွေနဲ့ PDF မိုးကုတ်ပြည်သူကိုထိုးခွဲတာလို့ရှုတ်မြင်ပေးပါ။အဲ့တော့လူရင်းပြောရင်ရှည်သွားမယ်။အဲ့ဒီသတင်းကလုံးဝဒီနေ့အထိမဟုတ်ပါဘူးဆိုတဲ့ကြောင့်ကျွန်တော်ဒီမဲ့ကျော်ကအတည်ပြုပါတယ်။မိုးကုတ် PDF တပ်ပေါင်းစုတွေကလုံးเสียရရှိတာကိုပြက်ပြက်တာတာ လောက်ကင်ဆောင်ရွက်မယ်ဆိုတဲ့အထိပဲပြောလို့ရပါတယ်ကိုမြတ်ကျော်ကြီးဆိုတဲ့သတင်းစကားကိုလူကြီးမင်းတို့တန်ပါရင်တခါတလေမှာကျွန်တော်တို့လောက်သမျှဟာဂယုနာဒေါသောနဲ့ပြောဆိုလောက်ကင်မှုတွေဟာစစ်တပ်အကြိုက်မဖြစ်ဖို့လိုပါတယ်စစ်တပ်ဖြစ်စီခြင်းနဲ့ထောင်ချောက်တိုင်းကျွန်တော်တို့စီမျောသွားရှင်တိတ်အားမဆိုင်ရပဲသူတို့အကူအနိုင်ပေးတယ်လို့ဖြစ်သွားပါလိမ့်မယ်ဒါဟာတော်လိုင်းကြီးတစုံလုံးကသာမကပ် ဖြစ်စဉ်တစ်ခုချင်းတစ်ခုချင်းတစ်ခုချင်းစီမှာတတိထားဂယုဆိုင်အမယ်ကိစ္စတွေဖြစ်ပါတယ်ဒါပေမဲ့တချို့တချို့လူတွေကတော့တော်လိုင်းကြီးတော်လိုင်းကြီးလို့မမြင်ပဲငါတို့အစုအဖွဲ့ရဲ့ပိုင်ဆိုင်သောပစ္စည်းကဲ့သို့မြင်ပြီး DPC ကိုကင်ကစီးပွားရှာမယ် DPC ကိုကင်ကအမျက်ထုတ်မယ် DPC ကိုကင်ကဈေးကွက်တင်မယ်ဆိုတဲ့စိတ်ကူးရှိတဲ့လူတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်သဘောထားကိုခဏခဏမေးကြတဲ့အတွက်ကျွန်တော်ပြောခဲ့ပါမယ်။အရေးလည်းရင်အဖတ်တွေးပါလိမ့်မယ်။တော်လိုင်းကြီးဟာနှက်ကြီးပါလိမ့်။အရေးလည်းရင်အဖတ်တွေးပြီးမျက်နှာပုံးတွေကွာချချပါလိမ့်မယ်။ဖားနဲ့ငါဘယ်လမ်းမှဘယ်ပန်းပန်ပြီးဘယ်အချိုးမှဘယ်ပစိုးဝတ်လဲဆိုတာပြည်သူကပါဇက်ဟတာနဲ့ဥပနခွေရှိလေတန်းတိတဲ့တော်လံပြည်သူတွေအနေနဲ့ ီနေ့ဒီအချိန်မှာဘသူကပါလဲသိရှိပြီးသားဖြစ်မဲ့ဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ်။အဲ့တော့အချီလီနေအရရတော့စစ်သတင်းတွေထဲမှာတော့ဒီကနေ့ကနေဒီတောင်ကိုချင်းကချင်းတက်ဖွဲ့ပြီးပြန်လဲတိမ့်ပိုက်နိုင်နေဆိုတော့အောင်ပွဲသတင်းတစ်ခုရှိမယ်။မိုးကုတ်ကထွက်ပေါ်နေတဲ့သတင်းမားတွေ PDF တွေကိုလက်နက်ဖြုတ်သိမ်းနေဆိုတော့သတင်းမဟုတ်ဘူးဆိုတဲ့အကြောင်းခိုင်ခိုင်မာမာပြောမယ်။ရခိုင်ယူမအဆက်က တိုင်းတုံတိုင်းစစ်စင်ကြီးမှန်သမျှအောင်ပွဲတွေရနေတယ်ဆိုတဲ့အကြောင်းပြောရင် ကပစရီကတော့ဒီနှစ်မကုန်ခင်တည်းဒီနှစ်မကုန်ခင်မှာကပစတခုတော့လကောင်းနှစ်ခုတော့လကောင်းတိမ်ပိုက်နိုင်လိမ့်မယ်လို့အရှိအရှောင်းနေတွေ့နေရပါတယ်အဲ့တော့ချုပ်ရရင်တုတ်ကင်တွေပဲလိမ့်ပြီးရောင်းပါလေဗျာ ခင်ဗျားတို့ပါဇက်ကနေတော်လန်ကြီးလို့ပြောနိုင်အောင်ကျွန်တော်တို့ပါဇက်ကနေတော်လန်ကြီးလို့ပြောနိုင်အောင်အသက်ပေးတိုက်ပွဲဝင်နေတဲ့ကျွန်တော်တို့ညီငယ်ရဲဘော်မျိုးဆက်အသီးသီးကိုလည်းတစ်ချက်လောက်တော့ငှဲ့ကြည့်ပေးပါလို့တိုကင်ရောင်းတာတွေတိုကင်ဝယ်တာတွေကိစ္စတွေနဲ့ပတ်သက်ပြီးပြည်တွင်းကပြည်သူလူထုဟာသတင်းတစ်ပုဒ်ကြည့်ဖို့တော့အင်မတန်ခက်ခဲနေတဲ့အတွက်ဒီကိစ္စတွေလုံနေတာမဟုတ်ဘူးလို့ယုံကြည်တယ်ပြပကသူတော်တော်များများဟာဒီကိစ္စနဲ့ပတ်သက်ပြီး လိုတာထပ်ပို့ပြီးလော်ပြီးလှုပ်ပြီးတစုံတရာမှားယွင်းသွားခဲ့ခြင်းတော့လက်ရှိဖြတ်တန်းနေတဲ့အသက်ပေးနေတဲ့ဘဝပေးနေတဲ့တော်လန်သူတွေကိုခမားတို့ပြန်ပြီးချော်ချီးပေးရပါလိမ့်မယ်။အဲ့ဒီယောကြီးဟာဘာလဲဆိုတော့ခမားတို့ဘဝတတ္တတာရဲ့ဂုံတိတ်ခါဖြစ်လာပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်